မင်္ဂလာပါရှင်ဓမ္မတုဒ္ဓပိုင်းစာပြုရဲ့အပတ်စဉ်တရားတော်များမျှဝေခြင်းစီစဉ်ကနေပြီးတော့မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ရှင်ဒီတစ်ပတ်မှာတော့ကျမမပြောဖြစ်တာကြပြီဖြစ်တဲ့ထေရီဂါထာကျမ်းစာထဲမှာမှတ်တမ်းတင်ခြင်းခံထားရတဲ့ထေရီမာကြီးတွေရဲ့အကြောင်းကိုဆက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ရှင်အဲ့ကျမဒီနေ့မျှဝေပေးမှာကတော့ထေရီမာကြီး83ပါးတဲ့က16ပါးမြောက် ဝုဒ္ဓိကထေရီမာကြီးရဲ့18ပါးမြောက်ဓမ္မထေရီမာကြီးတွေထေရီမာကြီးတို့ရဲ့ရင်တွင်းစကားတွေအကြောင်းပဲဖြစ်ပါတယ်ရှင်ကျမရဲ့ဒီဓမ္မတုတ္တပိုင်းချဖြူ blog ရဲ့အစမှာထရီမာကြီး83ပါးအကြောင်းကိုဖြည်းဖြည်းချင်းကျမမျှဝေပေးပါမယ်လို့ပြောခဲ့တဲ့အတိုင်းပဲအခုကတော့16ပါးမြောက်ထရီမာကြီးနဲ့18ပါးမြောက်ထရီမာကြီးတို့အကြောင်းကိုမျှဝေပေးမှာဖြစ်ပါတယ်ရှင် ယခုထရီဂါရာကျမ်းစာထဲမှာပါတဲ့တရားတော်များကိုမမျှဝေခင်ပါတရားတော်အားလုံးရဲ့ပိုင်ရှင်ဖြစ်တော်မူတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့ဗုဒ္ဓသမီးတော်များရဲ့ယဉ်တွင်းစကားတရားဒေသနာတော်တို့ကိုဟောကြားပေးတော်မူတဲ့ပါမခကျုပ်ဆရာတော်ဘုရားကြီးတို့ကိုယိုတိမြတ်နိုးလက်ဆုပ်မွေ၍ဥစွာရှိခူးဥချပါရယ် ကျမကဒီတရားတော်တွေကိုကျမနာကြားရသလောက်ပေါ့နော်တည်ထားသလောက်ထဲရမှာ အကောင်းဆုံးဖြစ်မယ်ဆိုတော့ထင်တဲ့တရားတော်လေးတွေကိုမျှဝေပေးတာကျမရဲ့ဒီအာကျမရဲ့ဓမ္မ ဒါနကုသိုလ်လေးတစ်ခုဖြစ်မြောက်စေချင်တာတော့ဖြစ်ပါတယ်ရှင်။ကျမကအရင်တော်လွန်တက်လွန်လို့တည်လွန်လို့ဆိုပြီးမျှဝေတာမျိုးတော့မဟုတ်ပါဘူးရှင်။ကျမတည်ထားတဲ့အကြောင်းအရာလေးတွေကိုမတည်သေးတဲ့လူတွေတည်ရင်ဖြင့်အစုံတစုံတရာအကျိုးကျေးဇူးရရှိမယ်လို့မျောလင့်တာကြောင့်မျှဝေပေးတာဖြစ်ပါတယ်ရှင်။အဲတော့ကျမမျှဝေပေးတဲ့အကြောင်းအရာတွေထဲမှာထောက်ပြစရာလေးတွေများပါခဲ့လို့ရှင်ပုံပွင့်လင်းလင်း ထောက်ပြလို့ရပါတယ်။ကျွန်မကျွန်မအခုကျွန်မ blog လေးတွေကိုနားထောင်ဖြစ်နေတဲ့အဲပုံကိုယ်ရဲ့ comments တွေကိုလည်းမျှော်လင့်နေပါတယ်ရှင်။အခုနောက်ပိုင်းမှာ ကျမ blog လေးတွေကိုကြည်ဖြစ်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီထေရီဂါထာကျမ်းစာအကြောင်းကိုဒီထေရီမာကြီးတွေရဲ့ရင်တွင်းစကားအကြောင်းကိုကျမ ပေးမှပြထားတဲ့ blog လေးမှာကျွန်မစပြီးတော့တင်ဆက်ခဲ့တာဖြစ်ပါတယ်ရှင်။အခုဒီချိန်မာကြီးတွေရဲ့ရင်တွင်းစကားတွေအကြောင်းအရာတွေကိုနောက်မထောင်ခင်မှာဒီ blog လေးကိုအရင်ဆုံးတက်ကြည့်ပေးပါရှင်။အဲ့ဒါမှဘာလို့ကျွန်မကဒီဒီအကြောင်းအရာလေးတွေကိုမျှဝေရလဲဆိုရက် အဲအကြောင်းအရာတွေပြီးတော့ကျမတို့အမျိုးသမီးတွေကသာသနာပေါင်းလဲကိုဘလို့ခက်ခက်ခက်ခဲဝင်ရောက်ခွင့်ရလာတာလဲဘလို့ထေရီမာကြီးတွေဖြစ်လာတာလဲဆိုတဲ့အကြောင်းအရာတွေကိုသိရမှာဖြစ်ပါတယ်ရှင်ဒါလေတရားဘုဟုတ္တတခုအနေနဲ့ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အကျမတို့ကညသောအဖြစ်နေစဉ်နေတဲ့တရားတွေနာတာပဲဖြစ်ဖြစ်အာလူကြီးသူမတွေပြောပြတာကိုနားထောင်တာပဲဖြစ်ဖြစ်ပေါ့နော်။ ဖရာလက်ထက်တော်ကယဟန္တာကြီးရဲ့အကြောင်းကိုသိကြတာများပါတယ်။ယဟန္တာမကြီးရဲ့အကြောင်းကိုကြတော့ဟိုရှာရှာပပပဲသိရတာမျိုးရှိတာပေါ့နော်။ဒါတော့မှကျွန်မအာ image master တက်တုံးကပါတယ်။ပါဠိပါဠိ subject ထဲမှာပေါ့နော်။အာဒီကုန်နလကေတာတို့ပါရဲ့အကြောင်းကိုသင်ခဲ့ရတာပေါ့နော်။အဲ့တော့မှတထဲဝင်ဝင်သိတာပေါ့။ဒါပေမဲ့အခုဒီခုနောက်ပိုင်းကျတော့ဆရာတော်ကြီးတွေကတရားတွေကိုအာစစ်စစ်မြင့်မြင့်တည်တည်ချာချာလေးဟောပြီးတော့ကျွန်မတို့ဒီသာသနာ တော်မှာထင်ရှားခဲ့တဲ့အမျိုးသမီးပုံကိုယ်ရဲ့အကြောင်းကို အများကြီးကြားနာရပါတယ်ရှင်။အဲ့ဒီအခါမှာကျွန်မကိုရိုင်းရလည်းအမျိုးသမီးတစ်ယောက်ဖြစ်တဲ့အတွက်ထေရီမာကြီးရဲ့အကြောင်းကိုဒါအရင်ဆုံးအာ သူရဲ့ chapter light လေးပေါ့နော်အစီအစီအစဉ် light လေးကျမအရင်ဆုံးမျှဝေပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဒီနေ့ကျမမျှဝေပေးမယ်ဗုဒ္ဓကာထေရီမာကြီးအကြောင်းနဲ့ဓမ္မထေရီမာကြီးတို့ရဲ့ရင်သွင်းစကားလေးတွေဗာရီပြောခဲ့တယ်သူရဲ့ဘဝစကြောင်းလေးတွေကဘလို့ဆိုတာကိုစပြီးတော့ပြောပြပေးစင်ပါတယ်ရှင်ဗုဒ္ဓကာထေရီမာကြီးဆိုတာ ်ဟောခတ္တရာမျိုးပေါ့နော်အဲ့တော့ဘယင်နန်းတော်မှာကြီးပြင်းတဲ့မင်းသမီးတူဖြစ်ပါတယ်သူကမဟာကောသလမင်းကြီးရဲ့နှမတော်လည်းဖြစ်ပါတယ်မဟာကောသလမင်းကြီးဆိုတာပတိနေဒီကောသလရဲ့အဖေပေါ့နော်ကျမတို့ဒီဖရာရဲ့တရားတော်ဒီမှာအများရန်ကြားမှုနေတဲ့ပတိနေဒီကောသလမင်းကြီးရဲ့အဖေမဟာကောသလမင်းကြီးဒီဝိဒိကထေရီမှာကြီးရကြတော့ပတိနေဒီကောသလရဲ့ အတော်အတော်ပေါ့အဲကျမတို့ကအခုနောက်ပိုင်းအဖေဘက်ကကိုပဲဖြစ်ဖြစ်အမေဘက်ကကိုပဲဖြစ်ဖြစ်အတော်ပဲခေါ်ကြတာပေါ့နော်တကယ်တော့မြန်မာစကားမှာအဖေဘက်ကဆိုလို့ရှင်အကြီးလို့ခေါ်တယ်အမေဘက်ကဆိုလို့ရှင်အတော်လို့ခေါ်တယ်အဲ့တော့ဒီမြန်မာတွေမြန်မာလူမျိုးတွေရဲ့အခေါ်အဝေါ်အစ်မန်တိုင်းခေါ်မယ်ဆိုလို့ရှင်တော့ဒါပတိနေဒီကောသလမင်းကြီးရဲ့အကြီးတော်ပေါ့နော်သူဒီဗုဒ္ဓကာထေရီမကြီးရဲ့အကြောင်းကိုဒီနေ့ပြောပြပေးမှာဖြစ်ပါတယ်ရှင် ဒီပတိနဒီကောသလမင်းကြီးကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးနဲ့တော်နေရွယ်တူဖြစ်ပါတယ်အဲ့တော့ဒီအကြီးတော်ပေါ့နော်ဗုဒ္ဓကထေရီမကြီးကတော်တော်လေးကိုမြတ်စွာဘုရားရှင်ပွင့်တော်မူတဲ့အချိန်မှာတတ်တော်ကြီးပြီပေါ့နော်အဲဒီဗုဒ္ဓကထေရီမကြီးကဘလို့ထေရီမဖြစ်လာလဲဆိုလို့ရှိရင်အနာတပိန်တထေးကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတာဝတ်ထီကိုကြွားဖို့ပင့်ဖိတ်တဲ့အခါတုန်းကဒီပတိနဒီကောသလမင်းကအဲဗုဒ္ဓဘာသာမဖြစ်သေးဘူးပေါ့နော် အဲ့တော့အဲ့အချိန်မှာဗုဒ္ဓကအာမင်းသမီးပေါ့နော်ဗုဒ္ဓကမင်းသမီးကတတ်တော်တော်တော်အသက်ရွယ်တော်တော်ရနေပြီပေါ့သူ့အဖေရဲ့ညီမဆိုတော့အဲသူကဘာဖြစ်လို့အဲ့ဒါပေမဲ့အဲ့အချိန်တွင်သူ့ရဲ့တူတော်ပေါ့နော်ပတိနရီကောတလာနန်းတက်တဲ့အချိန်သူကနန်းတွဲမှာပဲရှိနေသေးတယ်။ဘာလို့ရှိနေသေးလဲဆိုလို့ရှင်ဒီမဟာကောတလာမင်းကြီးရဲ့ အဲမဟာကောသလမင်းကြီးနဲ့ဒီဝုဒိကအာမင်းသမီးတို့ရဲ့မိခင်ပေါ့နော်အဖွားပတိနေဒီကောသလမင်းရဲ့အဖွားကလေနန်းနွဲမှာပဲရှိနေသေးတယ်အဲ့တော့သူကသူ့မိခင်ကို ပြုစုရင်းနဲ့နန်းနွဲမှာအဲ့ဒီအသက်ရွယ်အထိအဲတူတော်ရဲ့အရေးမှာနေပဲဆိုပါတော့နော်ဒီမှာရှင်းမှာပြောခဲ့တယ်လို့ပဲအဲအဲ့ချိန်မှာ ပတိနေဒီကောသလမင်းကဗုဒ္ဓဘာသာမဖြစ်သေးဘူးနာဒမိန်တထေ အနာတပိန်တထေးဖိတ်လို့ဖះကိုသူပထမဆုံးဖူးဝင်ရတာပေါ့နော်။သူကလည်းနည်းနည်းငေါတော့တော့ရွဲတက်တက်ပြောတက်တက်အဲဘယင်ထဲမှာပါတယ်။ပဒိနရီကောသလမင်းကြီးကတော့အထိတ်ငေါ်တာဝါသနာပါတယ်ပေါ့နော်။အဲ့တော့ပထမဖះပထမဆုံးကြွလာတဲ့ခါကျတော့သူကငေါတော့တော့ ਨੇ အဲဒီကိုလေဗုဒ္ဓတွေကမျိုးစုံလာကြတယ်ပေါ့နော်။ကိုရောကဗုဒ္ဓလားလို့သူကမေးတယ်တဲ့။အဲ့လိုမိတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကရောမြတ်ကြီးကရဲရဲရင်ရင်ပဲလောကမှာ ုဒ္ဓလို့မေးလို့ရှင် तू ကလွဲပြီးတော့တခြားလူမရှိဘူးတဲ့အဲ့လိုကိုပတိန္ဒရီဂေါတလာမင်းကိုရဲရဲဝံ့ဝံ့ဖြေခဲ့တယ်ပတိန္ဒရီဂေါတလာမင်းကလည်းဘာဖြစ်လို့အဲ့လိုမေးလဲဆိုတော့ ဘယင်နေရဲ့ထုံးစံအတိုင်းမှာမနော်သူတို့ကဘယင်သူတို့ကအာနာပိုင်းဆိုတော့သူတို့ကတုန်ခဲဘသူ့ကိုမှဂယူမဆိုင်ဘူးပေါ့အာပြီးတော့စမ်းသက်ချင်တဲ့စိတ်ကလည်းရှိတယ်ပေါ့ဖခင်ကအဲ့လိုပြောလိုက်တဲ့အခါကျတော့ပတိနေရီကောဒလာအမင်းကအာတိတ်ပြီးတော့ဂျေနတ်လှရဲမရှိဘူးပေါ့နော်အဲ့တော့ तू ကအဲဘယင်လဲဖြစ်တယ် तू ကလည်းငယ်သေးတဲ့ပုဂ္ဂိုလ်ဆိုတော့တုန်ခဲပေါ့နော်ဂယူမဆိုင်ဘူးပြီးတော့ဘလို့ဆက်မေးလဲဆိုတော့အာအတင်ကပေါ့နော်ခုမှအသက်ကလည်းငယ်ငယ်ရှိသေးတယ်ပေါ့ တရားကျင့်တာလည်းမကြသေးဘူးပေါ့တင်ထက်ကြီးတဲ့ပုံကိုရရတော့သူတို့ကိုသူတို့ဗုဒ္ဓလို့မပြောရဲတာတင်ရဘာဖြစ်လို့ကိုကိုကိုဗုဒ္ဓလို့ပြောတာလဲလို့ဖះကိုသူကမေးတယ်ပေါ့နော်ထပ်ပြီးတော့မေးတယ်ထပ်ပြီးတော့မေးတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကငယ်တိုင်းအထင်မသေးသင့်တဲ့အရာ၄ခုရှိတယ်တဲ့အဲ့ဒီစကားလေးကိုအဲ့ဒီမှာပြောခဲ့တာဖြစ်ပါတယ်အဲ့တော့ငယ်တိုင်းအထင်မသေးသင့်မှုဆိုတာဘယ်ဘယ်အရာတွေလဲဆိုလို့ရှင့် နံပါတ်1မင်းစိုးရစာနံပါတ်2ပောက်ခါစာမွေမွေတေးသေးလေးပေါ့နော်မွေမွေငယ်လေးပေါ့နံပါတ်3ကကြတော့မိကြမိနာပေါ့နံပါတ်4ကကြတော့တမနတမနဆိုတာယဟန်သူတော်စင်ကိုပြောတာပါအဲ့တော့မင်းစိုးရစာဆိုလဲမင်းကဒီမင်းကငငယ်လေးဟိုမင်းသားလေးဆိုပြီးတော့သွားပြီးမစနဲ့ပေါ့နော်သူကဘယင်ဖြစ်လာတဲ့ခါကြလို့ရှင် ကိုဒုက္ခပေးနိုင်တယ်ပေါ့။နောက်မွေးဆိုလဲမွေးလေးတဲတဲလေးဆိုပြီးတော့တွားပြီးတော့မဆလိနေ။ငယ်ပေမဲ့အစိတ်ရှိတဲ့တတဝါတွေပေါ့နော်။ဒီမွေးဆိုတာလဲ။နောက်မီးဆိုလဲမီးစာမီးနာလေးပဲဆိုပြီးတော့ပေါပေါဆာဆာတုံမတုံးတင်ဘူးပေါ့နော်။ဒီမီးစာမီးနာလေးကနေပြီးတော့အမိုက်ကစားပြတ်တတ်မီးလောင်ဆိုတာမျိုးထိဖြစ်တတ်တယ်ပေါ့။နောက်တမနာ တမနာဆိုရာယဟန်တန်ငါတွေကိုလည်းကိုရင်လေးပဲဆိုပြီးတော့တွားပြီးတော့အထင်သေးအမြင်သေးမလုပ်မဖြစ်ရဘူးပေါ့နော်သူတို့ရဲ့အဲတိတ်ခါပုတ်တွေစောင့်ထိန်ထားတဲ့တရားတွေကြောင့်ဒါကို ငရဲ့ဒုက္ခရောက်စေနိုင်တယ်ပေါ့အဲဘုရားမြတ်စွာဘုရားရှင်ကရိုမတီရှင်းပြတာတော့ဒီထက်အများကြီးနည်းနည်းမှာပေါ့နော်ဒါတော့ကျမအတိတလောက်လေးကျမမှတ်မိတလောက်လေးအထူးချုံလေးပြန်ပြောပြတာပေါ့နော်အဲ့လိုလေးပြောလိုက်တဲ့အခါကျတော့အဲ့ဒီစကားကိုဒီနန်းတွင်းမှာရှိနေတဲ့အကြီးကကြားတယ်အမ်ကြားပြီးတော့အဲ့ဒီစကားလေးကိုသဘောကျပြီးတော့သူကမြတ်စွာဘုရားရှင်ကရောမြတ်ကြီးကိုကြည်ညိုတယ်။အဲအဲ့ဒီအချိန်ရမှာစလို့ဟိုတာဝတိနန်းတွဲမှာ ဗုဒ္ဓကိုကိုးကွယ်တဲ့ပုံကိုယ်တွေစရှိလာတယ်လို့ပဲပြောရမှာပေါ့နော်အဲ့တော့အဲ့တော့ဒီအဲဗုဒ္ဓကထေရီမကြီးကအဲ့တုန်းကတော့ထေရီမမဖြစ်သေးဘူးပေါ့ဗုဒ္ဓကမင်းသမီးကြီးကသူ့အမေကိုပြုစုတယ်သူ့အမေကိုပြုစုရင်းနဲ့တရားတွေနာတယ်တရားတွေနာရင်းနဲ့ပဲသူကကြတော့ဒီဗုဒ္ဓကထေရီမကြီးကကြတော့အဲတရားနာရင်းနဲ့ပဲအနာခံအဆင့်ကိုရောက်ခဲ့တာပေါ့နော်အဲသူ့ကိုကြတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကအာဒီသံ တရားကိုဟိုဟောပြောစရာမလိုဘူးပေါ့နော်ကိုရိုင်းဟောပြောစရာမလိုဘူးရောင်ကြီးတော့လှုပ်ပြီးဟောပြောစရာမလိုဘူးသူကမြတ်စွာဘုရားရှင်ကရုဏာကြီးရဲ့တရားကိုနာရင်နာရင်နဲ့ပဲအဲ့ဒီနန်းတွဲမှာပဲအနာဂတ်အဆင့်ကိုရောက်ခဲ့တယ်အလိုနဲ့အချိန်ထက်ကြာလာတော့အဖွားကဆုံးသွားတာပေါ့ပတိနရီကောသလမင်းရဲ့အဖွားကဆုံးသွားတယ်အဲ့အဲ့ဒီဆုံးသွားတဲ့အခါကျတော့မှသူကသာသနာဘောင်ဝင်တော့သူ့ရဲ့တတော်ကတော်တော်ကြီးကိုကြီးနေပြီပေါ့ဒီနေ့ပြောမယ်ဗုဒ္ဓဂါထေရီမာကြီးရောဓမ္မထေရီမာကြီးရော ဝဂောကတတ်တော်တော်တော်ကြီးရင်မှထေရီမာတွေဖြစ်လာတဲ့ပုံကိုယ်တွေဖြစ်ပါတယ်အဲ့တော့ဒီဝိဒိကထေရီမာကြီးဟာအဲ့ဒီအနာဂံအစင်းရောက်ပြီးမှသာသနာပောင်ဝင်တဲ့အခါကျတော့မှမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟာဝိဒိကထေရီမာကြီးကိုဟောပြီးတဲ့တရားလေးရှိတာပေါ့နော်အဲ့ဒီတရားလေးကိုကျွန်မရုပ်ပြပါမယ်ရှင်ပြီးတော့မြန်မာလူလေးဘာဟောခဲ့လဲဆိုတာလေးလည်းပြောပြပေးပါမယ်ရှင် ုခံတွန်ဝုတ်တိကေတေဟိကတွာစေလီနမာရုတာဥပတန်တောဟိတေရာဂောတိတိဘူတာတိနေဘူတာတဲ့စေတမီဝုတ်တိကတဲ့ချမ်းချမ်းသာသာ အိတ်နိုင်အောင်ကြိုးစားပါတဲ့ပူစရာမရှိအောင်ပေါ့နော်မောမြတ်တဲ့သူတော်စင်အဝဲဝဲပြီးတော့ချမ်းချမ်းသာသာ အိတ်နိုင်အောင် ကြိုးစားဒါအတိတ်ပဲတော်တော်ရှိရှိနဲ့ပြောထားတဲ့စကားပေါ့နော် အဲ့လိုအိဆက်အနာယူနိုင်အောင်ဘာတွေလုပ်ရမလဲဆိုတော့တဲ့ရင်ထဲမှာရှိတဲ့တွေတာမှုတွေကိုရှင်းလင်းရမယ်တဲ့တွေတာမှုရှိနေလို့ရှင်ပူလာမှုရှိမယ်တဲ့အဲ့ဒီတွေတာမှုတွေငြိမ်းမှပဲလုံးဝအင်းငြိမ်းချမ်းသာသွားလိမ့်မယ်တဲ့အဲ့တော့ဒီမြတ်စွာဘုရားအဲ့တော့မြတ်စွာဘုရားရှင်ဟောကြားခဲ့တဲ့မြတ်စွာဘုရားရှင်ကရောမြတ်ကြီးဗုဒ္ဓကာထေရီမာကြီးကိုပြောခဲ့တဲ့တရားလေးဟာ အာချမ်းချမ်းတာတာအိမ်နိုင်အောင်ကြိုးစားပါချက်သမီးအဲ့လိုချမ်းချမ်းတာတာအိမ်နိုင်အောင်ကြိုးစားဖို့ချမ်းချမ်းတာတာအဲ့လိုချမ်းချမ်းတာတာအိမ်နိုင်အောင်မလုပ်ရမလဲဆိုလို့ရှိရင် တွေ့တာမှုတွေကိုရှော့ချရမယ်တဲ့ဒီတွေ့တာမှုတွေကိုရှော့ချနိုင်ပြီဆိုလို့ရှိရင်ဘဝမှာအဲလုံးဝအင်းငိမ့်သွားလိမ့်မယ်ပူလောင်မှုတွေကင်းစင်သွားလိမ့်မယ်ဆိုပြီးတော့ဟောပြောပြီးခဲ့တာဖြစ်ပါတယ်ရှင်အဲဒါကတော့ကျမတို့ကဓာတ်ရိုက်ဘာသာပြန်လို့ပေါ့နော်တကယ်တမ်းတော့ အနာဂတ်အဆင်းရောက်နေပြီးသားအာထေရီမာကြီးတယောက်အတွက်ဒီစကားကကြတော့အော်အမတန်မှကျေပြန့်ပြီးတော့အမတန်မှတန်ဖိုးရှိလိမ့်မယ်လို့အဲတန်ဖိုးရှိလိမ့်မယ်ဆိုတာသိကြပါတယ်ရှင်အာဒီမှာလဲကျမတို့ကတနာဆိုပြီးတလုံးသာပြောလိုက်တာအဲ့ဒီတနာဆိုတော့ဘလောက်နဲ့နေတဲ့အတိတ်ပဲဖွင့်ဆိုချက်တွေရှိတယ်ဆိုတာကိုဒီအနာဂတ်ဖြစ်ပြီးသားယဟန္နာမကြီးတယောက်အတွက်ကတော့အော်အနာဂတ်ဖြစ်ပြီးသားထေရီမာကြီးတယောက်အတွက်ကတော့ ဟိုကျမတို့ထက်ပိုပြီးသိနိုင်မြင်နိုင်နေ definition တွေအများကြီး ဖြစ်ရှိနေမှာပေါ့နော်အဲ့တော့ဒီဂါထာလေးကိုကျမတစ်ခေါက်ပြန်ရွတ်ပေးပါအောင်မယ်ဒုက္ခံဒုံဝုဒ္ဓိကေတေဟိကတွာဇောလီနာမာရုဒ္ဓာဥပတန်တောဟိဒေရာဂောတေတိဘုဒ္ဓတိနေဘုဒ္ဓာတဲ့ အဲ့ဒီတရားလေးကိုနာပြီးတဲ့အချိန်မှာဗုဒ္ဓဂါထေရီမာကြီးကဆက်လက်ပြီးတရားကျင့်ကြံပွားများအထောက်လိုက်တာယဟန္တာထေရီမာကြီးဖြစ်ပြီးတော့အလုံးငိမ့်ငိမ့်ချမ်းသွားပါတယ်เนาะအသက်ရွယ်ကြီးမှယဟန်အသက်ရွယ်ကြီးမှထေရီမာကြီးဘဝကို ရောက်ပေမဲ့လည်းမြင့်မြတ်တဲ့ယဟန္တာထေရီမာကြီးဘဝကိုသူကမြန်မြန်ဆန်ဆန်အမ်မြန်မြန်ဆန်ဆန်ဆက်ရောက်ခွင့်ရတယ် အဲမက်ဖိုတွေကိုမြန်မြန်ဆန်ဆန်ရရတယ်ပုံကိုယ်ထဲမှာပါရပါเนาะအဲ့တော့ဒီမௌထိကထေရီမာကြီးရဲ့အကြောင်းလေးကိုနားထောင်ပြီးတော့အခုတရားစင်ကြံအာထုပ်ပွားများနေကြတယ်ပုံကိုယ်တွေအားလုံးကလည်းစိတ်နှလုံးအေးချမ်းအောင်စင်ကြံပွားများအာထုပ်နိုင်ကြပါစေစင်ကြံပွားများအာထုပ်ပြီးတော့လည်းနိဗ္ဗာန်ကိုမௌထိကထေရီမာကြီးလိုပဲရကြပါစေလို့ဆုတောင်းပေးပါရရှင် ဆက်လက်ပြီးတော့မျှဝေပေးခြင်းနဲ့ထေရီမာကြီးကတော့ဓမ္မထေရီမာကြီးဖြစ်ပါတယ်ရှင်။ဓမ္မထေရီမာကြီးကတော့သူကတာမန်တာဝတိမျိုးသူတူပါ။အိမ်အောင်ကြပြီးတော့သူကဘိက္ခုနီဝတ်ခြင်းနဲ့ပေါ့နော်။အဲ့တော့ဘိက္ခုနီဝတ်ခွင့်တောင်းတော့အမျိုးသားကသူ့ကိုဘိက္ခုနီဝတ်ခွင့်မပြုဘူးပေါ့ အိန္ဒိယနိုင်ငံရဲ့လွန်ခဲ့တဲ့နှစ်ပေါင်း2600က traditions ကကြတော့အမျိုးသမီးတွေကအထေရီမဝစ်ချင်တယ်ဆိုလို့ရှိရင်မိဘစီကလည်းခွင့်ပြုချက်ယူရတယ်ခင်မွန်းစီကလည်းယောက်ျားစီကပေါ့နော်ကိုယ့်ရဲ့အမျိုးသားခင်မွန်းစီကလည်းခွင့်ပြုချက်ယူရတယ်အမျိုးသားတွေကတော့အာဘိတ်ခူဝစ်ချင်တယ်ဆိုလို့ရှိရင်မိဘစီကပဲခွင့်ပြုချက်ယူရတယ်အမျိုးသမီးစီကနေပြီးတော့ အဲ့ကွန်ပျူတာယူစရာမလိုဘူးပေါ့နော်ဒါလည်းသူတို့ရဲ့ traditions တခုပေါ့နော်အဲ့တော့ဒီဓမ္မထေရီမာကြီးကသူကအာထေရီဝတ်ဟာထေရီမာဝတ်ချင်တယ်ဒါပေမဲ့လည်းအာသူ့ရဲ့ယောက်ျားအခွင့်မခွင့်မပြုတဲ့အတွက်သူဒီလိုပဲတရားနာရင်းနဲ့ပဲနေရတယ်ပေါ့နော်အဲ့အဲ့ဒီ traditions နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်လည်းကျမတို့မြန်မာနိုင်ငံမှာဆိုရင်အဖျားရည်တက်ပဲတဲ့ကိစ္စတော့ အာအထက်ပြစင်အောင်မျိုးသမီးမတက်ရဘူးဆိုတဲ့ကိစ္စတော့ဗောနော်အဲ့ဒီဟာတွေကလည်းကျမတို့ foreigner နိုင်ငံသားတွေဗောနော်ကျမတို့နိုင်ငံကိုလာလဲတဲ့ဒီ Buddhism ကိုလာလေလာတဲ့လူတွေအတွက်အများကြီး questions ဖြစ်တယ်ဗောနော်အဲ့ဒီချိန်မှာသူတို့ရှင်းပြတဲ့ guide တွေကအာဒါကိုတည်တည်ချာချာရှင်းပြမှုလိုအပ်တယ်ဗောနော်မြတ်စွာဘုရားရှင်ကိုတော့မျက်ကြည့်ရတော့ဒါမျိုး အော်ခွဲခြားခဲ့တာမျိုးမရှိဘူးအာဒီဖျားနာကိုမြို့သမီးမလာရဘူးဆိုရဲစီမင်းစီကံလည်းမရှိမရှိဘူးပေါ့နော်အဲအဲ့တော့ဟိုနိုင်ငံသားသူတွေဆိုလို့ရှိရင်ငါတို့ကဘာဖြစ်လို့အထက်ပစ်စင်အောင်တက်ခွင့်မရလဲဆိုရဲ question မျိုးအမြဲမေးလေးရှိတယ်လို့ကြားပူပါတယ်ရှင်အဲ့ဒါမျိုးဆိုလို့ရှိရင် guide တရားဒါကငါတို့နိုင်ငံရဲ့ငါတို့လူမျိုးတွေရဲ့ traditions ပေါ့နော်အာရှေ့အစဉ်လာတဲ့ကနေလောက်လာတဲ့ traditions ပါ အဲ့လိုမျိုးသေချာရှင်းပြဖို့လိုရယ်ပေါ့နော်ဗုဒ္ဓက discrimination လုပ်ခဲ့တာမဟုတ်ဘူးဒါ just tradition ပဲဆိုတာကိုသေချာရှင်းပြဖို့လိုရယ်အဲ့လို tradition ဆိုတာလည်းသူ့နိုင်ငံနဲ့သူသူ့အကြောင်းအရာနဲ့သူရှိကြတာပဲလေထိုင်းမှာဆိုလို့ရှိရင်ဘုံကြီးဝတ်တယ်ဆိုလို့ရှိရင်မြခုံဒီကရုံးရိပ်ရတဲ့အပြင်ကိုမြခုံလည်းရိပ်ရတယ်ပြီးရင် ဟိုဟိုဒူးကုတ်ရင်စီစီရတယ်ဗောနော်ဒါမျိုးတွေဗောအဲမြန်မာဗုဒ္ဓဘာသာဘုန်းကြီးတွေဆိုလို့ရှိရင်အဲထေရဝါဒချင်းအတူတူတောင်မှ မျက်ခုံးရိပ်ဆရာမလို့ဗောအဲ့တော့ဒါတွေအားလုံးက just traditions ပါကိုလူမျိုးကိုနိုင်ငံရဲ့ garland ဒေသရလောက်ကြတဲ့ဒလိထုံးစံနေပဲဖြစ်ပါတယ်ဗောနော်ဒါမြန်စွာဖက်ရှင်ကိုရောမြင့်ကြီးအတိအကျချမှတ်ခဲ့တဲ့အဲစီမြန်စီကန်းနေဝင်းနေတွေတော့မဟုတ်ဗောနော် အဲ့တော့ကျမတို့ဒီဒီဟာလေးတွေကြည့်မယ်ဆိုရင်ထိုင်းမြန်မာဒိရီလင်္ကာတို့ဆိုလဲထေရဝါဒဗုဒ္ဓဘာသာပဲမဲ့မတူကွယ်ပြတာလေးတွေ traditions မတူတာလေးတွေရှိကြတယ်ပေါ့နော်အဲ့ဒီအကြောင်းကိုလဲကျားတို့ဖျားကြီးကဒီဓမ္မထေရီမကြီးရဲ့အကြောင်းကိုပြောတဲ့အချိန်မှာထည့်ပြီးတော့ဟောပြောသွားပေးတာလေးကျမနားထောင်ရပါတယ်ရှင် အဲ့တော့ဓမ္မထေရီမာကြီးရဲ့အကြောင်းကိုဆက်လိုက်ရအောင်ပါအဲ့တော့ဓမ္မထေရီမာကြီးကအာသူ့အမျိုးသားသူကဝတ်ချင်တယ်ဒါပေမဲ့အမျိုးသားအခွင့်မပြုအဲ့တော့သူ့အမျိုးသားဆုံးတဲ့အခါကျတော့မှပဲသူကသာသနာပေါင်ကိုဝင်ခွင့်ရတယ်ပေါ့နော်ဘိက္ခုနီဝတ်ခွင့်ရတယ်အဲ့တော့အဲ့ချိန်မှသူကဘိက္ခုနီဝတ်တဲ့အခါကျတော့သူကတော်တော်လေးတက်တော်အသက်ရွယ်ကြီးရင်နေပြီပေါ့နော်အသက်ရွယ်ကြီးရင်နေရွယ်ကိုရောက်ပြီ အဲ့ဒီခေအဲ့ဒီကာလကဗိက္ခုနီမျိုးသမီးတွေကလည်းဆုံးခံကြွရတယ်ဗောနော်အဲ့ဒီဆုံးခံကြွသွားမဲ့အချိန်မသွားသွားတဲ့အချိန်မှာသူရဲ့ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးကိုဒီဓမ္မဗိက္ခုနီမကြီးက ဒါ तू อ่ะ lesson ကမ်းပြီးတော့ပြောကြခဲ့တာပေါ့เนาะ तू ဘယ်လိုတရားရသွားတယ် तू ဘယ်လိုမျိုးစ조사အထုတ်ခဲ့ရတယ် तू ဘယ်လိုရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကို तू อ่ะပြောသွားတာပေါ့เนาะအဲ့ဒီအကြောင်းအရာလေးကိုထေရီကာရာကျမ်းစာမှာမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ရှင်အဲ့တော့ထေရီမာကြီးပြောသွားတဲ့ဇာတ်လေးကိုပါဠိလိုလေးကျွန်မအရင်ရွတ်ပြပါမယ်ရှင်ဇေယဇေစရိတာဟွန်တိဟတ်ထံပါရာအနတ်တဝါ ရတတော်ဝိဟတထာမိပိဏ္ဍပါဒံစရိတဝါဒန္တမောလုပဒုပလာတဲ့ဝေဒမာနေဟိဂတ်တေဟိတတ်ထေဝနိပတိန်သမာတဲ့ဇေယပရိယောတန်တန်ယုပနံဒိတ်တဝါအာဒီနဝါကာရီဒါရစိတ်တံဝိမုတ်စီမေတဲ့ အခုရွတ်သွားတဲ့ဂါထာလေးကတော့ဓမ္မထေရီမာကြီးကနေပြီးတော့သူ့ရဲ့အကြောင်းကိုပြန်ပြီးတခြားထေရီမာတွေကိုပြောခဲ့တဲ့အကြောင်းအရာလေးကိုအဲတထွတ်ထွတ်ပြောနေခဲ့တဲ့အကြောင်းပြောပြနေခဲ့တဲ့အကြောင်းအရာလေးကိုထေရီဂါထာချမ်းစာမှာမှတ်တမ်းတင်ထားတဲ့ဂါထာပုဒ်လေးဖြစ်ပါတယ်ရှင်။ကျမကလည်းအတန်ဖိုင်ကိုနားထောင်ပြီးတော့အဲ နာကြားရတယ်လို့လေပြန်ရွေးရတာဖြစ်တဲ့အတွက်အလွယ်အမှားလေးတွေများရှိရင်သီခံခွင့်လွတ်ပြီးနားထောင်ပေးပါရှင်။တက်တဲ့ပုံကိုယ်တွေများရှိရင်လည်းမှားတာလေးကိုပြင်ဆင်ပေးပါရှင်။အဲ့တော့ဒီထေရီမာကြီးပြောသွားတဲ့ဂါထာလေးရဲ့မြန်မာပြန်လေးကိုလည်းကျွန်မကျာတော်ကြီးပြောပြခဲ့တယ်လို့လေပြန်လည်းမျှဝေပေးပါမယ်ရှင်။အဲအကြောင်းအရာလေးကတော့သူကဒီတပိတ်ပိုက်ပြီးတော့ဆုံးခံကြွားတဲ့အချိန်မှာသူ ရင်ရွတ်တဲ့ဇကားလေးပေါ့နော်။အိုမင်းလာပြီဆိုရင်တဲ့သားရီသမီးရဲ့အသားထားကိုလည်းကိုချီရအောင်ကိုစကားနားမထောင်တော့ဘူးတဲ့။ထခြင်းအောင်သူများထူပေးမှ ဖေးကူမရတာတဲ့။အင်အားတွေကယော့လာတဲ့။အာမရှိတဲ့ချင်းနဲ့တပိတ်ကားတစ်ဖက်တောင်မွေးကားတစ်ဖက်နဲ့အားပြုတ်ပြီးတော့သွားနေရတယ်တဲ့။တဏှာရောက်တော့တောင်မွေးလွတ်ကြပြီးတော့လဲတပိတ်ကလည်းကွဲလူကလည်းရင်းရိုင်းလို့သွားတယ်တဲ့ ဲ့လိုချိန်မှာအတုံတန်ရုံမျိုးသမီးအအဖွားဆိုရင်ငိုမှာပေါ့နော်ဒါပေမဲ့အဲ့ဒီချိန်မှာသူ့အတွက်ကတော့ငိုစရာမဟုတ်ဘဲနဲ့တဲ့တရားအထောက်ပံ့တစ်ခုဖြစ်ခဲ့ဒီဒီဖြစ်ပြက်သွားတဲ့အခြေအနေဟာတဲ့ငိုစရာမဟုတ်ဘဲနဲ့တရားအထောက်ပံ့တစ်ခုဖြစ်သွားခဲ့တယ်တဲ့အိုချင်းစင်းရဲဆိုတာကိုသူကောင်းကောင်းကြီး နားလည်သွားတယ်တဲ့ ်နှုပြခြင်းဟာအိုခြင်းမှာပဲအဆုံးသက်တယ်ဆိုတာကိုကောင်းကောင်းကြီးနားလည်သွားတယ်တဲ့အဲ့တော့ခန္ဓာကိုယ်ကြီးပေါ်မှာသူဟာအပြစ်ကိုတွေ့လာတယ်လိုခြင်းစရာမကောင်းတဲ့ခန္ဓာကိုယ်ပေါ်မှာအကောင်းမြင်နေတဲ့တွေ့တာမှုတွေနဲ့တတ်မှတ်နေတဲ့တဏှာရာဂတွေကိုဖြတ်တောက်လိုက်နိုင်တယ်တဲ့အဲ့တော့ဒီတွေ့တာမှုကိုဖယ်ရှားနိုင်ခြင်းဟာလွန်မြောက်မှုရဲ့လမ်းစာပဲ ခန္ဓာကိုယ်ကထွက်သမျှတွေရလဲမတတိစရာကြီးပဲတဲ့ခန္ဓာကိုယ်အကြောင်းတွေးပြီးစက်မှန်တဲ့သတိလေးလဲဝင်လာတယ်တဲ့အဲ့လိုမျိုးသူကသတိထားပြီးစင်ကျင်သုံးသက်လိုက်တဲ့အခါမှာတဲ့ဒီခန္ဓာကြီးကိုကောင်းတယ်လို့ထင်တဲ့တွေးတားမှုတွေတဏှာတွေကနေပြီးတော့လွမြောက်လွင့်စင်သွားပြီးတော့ယဟန္တာမကြီးဖြစ်သွားပါတယ်တဲ့အဲ့တော့ဒီချောလဲတာလေးကိုအကြောင်းပြု ခန္ဓာကိုယ်ကအသက်ကြီးလာလို့ရင်းရိုင်နေပြီးချော်လဲတာလေးကိုအကြောင်းပြုပြီးတော့သူကတရားကိုစင်ကြင်ပွားများလိုက်တာမှန်ကန်တဲ့ယောနီတော်မနတိကာရနဲ့သစ္စာတရားတွေကိုတွေးကြည့်လိုက်တဲ့အချိန်မှာနောက်ဆုံးမှာယဟန္တာထေရီမကြီးဖြစ်သွားပါတယ်ရှင်တကယ်တော့တဲ့အမှန်တကယ်တော့အမှန်တရားဆိုတာမှန်တဲ့အတိုင်း တနည်းပြနေတာပါပဲเนาะကျမတို့လူတွေကဒါအမှန်တရားကိုမျက်ကွယ်ဖြူပြီးတော့အတွေးလေးတွေနဲ့နေနေတာဖြစ်လို့အမှန်တရားကိုမမြင်နိုင်တာပါတကယ်မှန်ကန်မှုကိုမြင်သွားတဲ့ပုံကိုယ်တွေကလည်းအေးချမ်းတဲ့နေရာကိုမျက်မှောက်ပြုသွားကြတာပါပဲစစ်မှန်တဲ့မှန်ကန်မှုဆိုတော့သစ္စာလေးပါမြတ်တရားပဲဖြစ်ပါတယ်အဲ့တော့ဒီဓမ္မသီရိမာကြီးရဲ့ အဲရင်တွင်းစကားလေးနဲ့ဓမ္မထေရီမာကြီးရဲ့စကြောင်းလေးကိုနားထောင်ပြီးတော့ကျမတို့တွေကလည်းစစ်မှန်တဲ့မှန်ကန်မှုတွေကိုတွေ့အောင်ရှာဖွေရင်းနဲ့နောက်ဆုံးမှာနိဗ္ဗာန်ရောက်အောင်ကြိုးစားအထုပ်သင်ပါတယ်တိုက်တွန်းရင်းနဲ့ကျမဒီနေ့ညဝေပေးမှုလေးကိုဒီမှာပဲဆုံးသက်ချင်ပါတယ်ရှင်ထေရီမာကြီးရဲ့အကြောင်းနဲ့ပြောခဲ့တဲ့စကားအကြောင်းစကားလေးတွေကိုမှတ်သားပြီးတော့စီစီတွေးရင်းရေးပေါ်ကကိုဘွားကိုကောင်းမွန်စွာအာ လမ်းဖြောင်းလမ်းမှန်လမ်းကောင်းကိုရှောက်လန်းနိုင်ပါစေလို့ဆန္ဒပြုပါတယ်ရှင်။ကျမရဲ့ဒီနေ့မျှဝေပေးတဲ့တရားတော်လေးတွေကိုနှစ်သက်တယ်ဆိုလို့ရှိရင်နောက်များမှာလည်းထေရီမာကြီးရဲ့အကြောင်းနဲ့တခြားတရားနဲ့ပတ်သက်တဲ့ဘုဒ္ဓတာလေးတွေကိုအော်နားထောင်ခြင်းနဲ့ဆိုရင်ဖြင့်ကျမရဲ့ဓမ္မတုတ္တပိုင်းချဖြစ်ဘလော့လေးကို subscribe လေးလုပ်ထားပေးပါရှင်။အဲဒါဆိုလို့ရှင် နောက်ပိုင်းမှာကျွန်မမျှဝေပေးမယ့်တရားလေးတွေကိုလည်းဆက်လက်နားထောင်နိုင်မှာဖြစ်ပါတယ်။အာစေတနာမေတ္တာထားပြီးတော့လိုအပ်ချက်လေးတွေကိုဟိုမေတ္တာလေးနဲ့ကြည်ပြီးတော့လက်ခံပေးကြရတယ်။အဲဓမ္မမိတ်ဆွေများအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ တရားတော်ကိုနားထောင်နားထောင်နေကြတဲ့ဓမ္မမိတ်ဆွေအားလုံးနဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများအားလုံးကဘာသူကဘာသားများအားလုံးစကြဝဠာမှာရှိကြကုန်တဲ့တတ္တဝါအားလုံးတို့ဒီဘေးရန်ခတ်သိမ်းခြင်းကြပါစေဒေါသခတ်သိမ်းခြင်းကြပါစေစိရဲ့ခတ်သိမ်းခြင်းကြပါစေနှလုံးစေဝံအေးချမ်းကြပါစေသူတော်ကောင်းတရားနဲ့အညီနေနိုင်သွားနိုင်စားနိုင်အိမ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရရှင် အားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။